ေးဆိုမှမိုဘိုင်းမှာနံပါတ်1ကအခုရရထားတော့မယ် against the light တွေပါတယ်ဓာတ်ပုံတွေရိုက်မယ်ဆိုလို့ရှိရင်တခြားဖုန်းတွေထက်တိတိတတ်တာကိုဒီကောင် handle လုပ်တာကောင်းတယ်ပြီးတော့ဒီဖုန်းကခင်ဗျားတို့မြင်ဘူးသမျှသော telephoto လမ်းစီထဲမှာအကျန်းဆုံးနေတဲ့ကတကောင်ဒါမှမဟုတ်အကျန်းဆုံးတော့ဖြစ်နေနိုင်တယ်ဒီကောင်ကြီးဒီကောင်ကြီးက Huawei ရဲ့ Pura 80 Ultra လို့ခေါ်တယ်ပြင်းနှင်းလားဟမ်ကင်မရာအုံကြီးကိုရှိုးလိုက်အောင်အဲထား ဆိုတော့ဘာဖြစ်လို့ဒီဖုန်းကိုကျွန်တော်စမ်းကြည့်ခြင်းလဲဆိုတော့အကြောင်းရှိတယ်ဗျာဒီကောင်ကကင်မရာကောင်းတယ်လို့နာမည်ကြီးတယ် Huawei ဖုန်းတွေကဟိုးရင်ကလေးရပါတော့ကင်မရာကောင်းတယ်ကင်မရာကောင်းတယ်ဆိုပြီးနာမည်ကြီးတယ်အဲ့ကောင်ကအခုထိမှန်သေးလားဗောဒီ claim ကအခုထိမှန်သေးလားအခုချိန်မှာရောဒီ2025ဆိုရဲခုနှစ်မှာရော relevant ဖြစ်သေးလားဆိုတာကိုကျွန်တော်သိခြင်းသိခြင်းလို့ကြီးကြီးလိုက်တော့ဒီငနေသားကဒီရေဆုံမှာ mobile မှာနံပါတ်1ကအခုထိရထားတော့မယ် context အနေနဲ့ပြောပြမယ်ဗျာနော် ultra phone တွေအများကြီးရှိတယ်ကင်မရာကျန်းမာတယ်ဆိုတဲ့ phone တွေအများကြီးရှိတယ်သူ့နာမထွက်တဲ့ကောင်တွေလည်းအများကြီးရှိတယ်အဲ့ဒါကိုဒီကောင်အခုချိန်ထိမှ photography မှာနံပါတ်1ဖြစ်နေတော့မယ် so DSLR mark mobile ကတော့ photo မှာအပိုင်း၄ဘိုင်းခွဲတယ်ဗျာ main ရယ် ultra wide ရယ် tele ရယ် bokeh ရယ်ဆိုပြီးတော့အဲ့ category ၄ခုထဲမှာ၃ခုက DSLR mark mobile ကစမ်းဘူးသမျှထဲမှာအကောင်းဆုံးစီးရင်ထဲမှာဝင်တယ်အကောင်းဆုံးစီးရင်ဝင်တာမဟုတ် sorry အကောင်းဆုံးအဆင့်ချိတ်တယ် category ၄ခုမှာ၃ခုမှာအကောင်းဆုံးပဲနော် ultra wide ကကျတော့သူတမှတ်နဲ့ကွက်ပြီးတော့အကောင်းဆုံးမဖြစ်နေဘူးဟုတ်လားတမှတ် who cares ဆိုတော့နော်ဆိုပြောမယ်ဆိုလို့ရှိရင်ဒီကောင်ကအာ overall ပြောမယ်ဆိုလို့ရှိရင်ကင်မရာမှာ အကောင်းဆုံးဖုန်းလို့ဒီဆိုမှမိုဘိုင်းကတော့ပြောတယ်အဲ့ဒီအချက်က Huawei အတွက်အမြဲတမ်းကြွားစရာတစ်ခုဖြစ်နေတာဆိုဒီဆိုမှဆိုတော့ကိုကြားပဲကြားဘူးပြီးတော့ဘာမှမသိသေးတဲ့သူတွေအတွက်ကိုလည်းရှင်းပြတယ် ဒီကောင်ဘာလုပ်တာလဲဆိုတော့ smartphone နေကင်မရာတွေအဲ့ဒါတွေရဲ့ဒီ photography တွေ videography တွေပြီးတော့နောက်ပိုင်းဆိုလို့ရှင်သူတို့ display တွေအဲ့ဒါတွေကို benchmark လုပ်ပြီးတဲ့ independent company တခုသူတို့မှာ standardized testing protocol တွေရှိတယ်เนาะ lab measurement တွေရှိတယ်ပြီးတော့သူတို့ရဲ့ expert တွေကနေပြီးတော့မှဒီ subjective opinion တွေနဲ့အမှတ်တွေပေးတာဆိုတော့ဒီမှာ Huawei ကဘာကိစ္စနံပါတ်1မှာအများနဲ့နှီးပါရှိနေရတာလေ ခေးဆိုမကပြောတာတွေရောတကယ်ရောလက်တွေ့ကြသလားသူတို့ပြောတာတွေရောတကယ်မှန်လားတကယ်ရောလောက်ကောင်းသလားအဲ့ဒါကိုကျွန်တော်စမ်းကြည့်ထားတယ်ဆိုတော့ကျွန်တော်ပုံနေမပြခင်မှာဒီကောင်ရဲ့ကင်မရာစနစ်အကြောင်းကိုနည်းနည်းပြောပြခြင်းတယ်ဒီကောင်မှာကင်မရာကစုစုပေါင်းတစ်လုံးနှလုံးသုံးလုံးသုံးလုံးပါတယ်လို့လည်းပြောလို့ရတယ်လေးလုံးပါတယ်လို့လည်းပြောလို့ရတယ်ဘာလို့ဆိုရှင်းပြပထမဆုံးသူ့ရဲ့ primary sensor primary sensor ဒီကောင်က50 megapixel ရှိတယ် main camera variable ပါချ f1.6 ကနေပြီးတော့ f4 အထိ ်ချိန်ညှိလို့ရတယ်ပေါ့နော်ပြီးတော့ sensor size ကဒီကောင်းရဲ့ main camera ရဲ့ sensor size က1 inch sensor သုံးထားတယ်ပြောမယ်ဆိုလို့ရှိရင်1 inch sensor တွေကနောက်ပိုင်း ultra phone တွေမှာတော့မှမသုံးတော့တော်တော်များများ1.28 inch တို့ဘာလို့အဲ့လိုမျိုးပြန်သေးသွားပြီ Huawei ကတော့1 inch sensor ကိုသုံးတော့မယ်သူကလက်ရှိဒီ main camera ထဲမှာ sensor အကြီးဆုံးလို့ပြောလို့ရတယ်အခုဒီနှစ်ပုံရှင်ကြည့်လိုက်ဒါ f1.6 inch ရိုက်ထားတဲ့ပုံအာနောက်ခံ background လေးတွေကပိုဝါးမယ်ညဘက်အခြေအနေတို့ အာဘိုခေမြများထွက်ရှင်တဲ့အချိန်ကြီးတို့အမျိုးမှာတောင်းရင်ကောင်းတယ်အဲဒါကောင်ကကျတော့ F4 နဲ့ရိုက်ထားတဲ့ကောင်ဒီကောင်ကကျတော့ double feel ကအာရှယ်လိုမဖြစ်တော့ဘူးပေါ့နော်နည်းနည်းပို့ပြီးတော့ deep ဖြစ်သွားမယ်ဆိုလို့ရှင်ကရှေ့ကြီးနောက်ဝါးတိတ်မဖြစ်တော့ဘူးပြီးတော့ DJ တွေပို့ကောင်းမယ် compromise တွေလုပ်နေကြမလို့တော့ဘူးဗျာတိလာကြိုက်တဲ့ဟာနဲ့ကိုကြိုက်သလိုကြိုက်တဲ့အချိန်မှာချိန်ညှိပြီးရိုက် so ultra wide ultra wide ကကျတော့ဒီကောင်40 megapixel f2.2 1 by 2.8 inch sensor ဟုတ်ကဲ့အဲ့ဒါတိတ်မထူးဆန်းဘူးထူးဆန်းတာတယ်လီပိုင်းပါနော်တယ်လီမှာကဒီကောင်က sensor ကတစ်ခု lens ကနှစ်ခုပါတယ်ဘယ်လိုလုပ်တာလဲဆိုတာကိုနည်းနည်းပြောပြရမယ်ပါနော်အဲ့ sensor ကတစ်ခုတည်းပုံမှာပဲဘယ်လောက် zoom ဆွဲထားလဲပုံမှာမူတည်ပြီးတော့ lens ကိုပြောင်းတက်သွားတာအောက်မှာ sensor တစ်ခုတည်း lens ကနှစ်ခု zig 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 ဟုတ်ကဲ့အဲ့လိုအဲ့လိုပြောင်းတက်သွားတာမော်တာနဲ့တော်တော်သူ့ sensor က50 megapixel 1 by 1.28 inches sensor OIS ဘာညာပါတယ်ဗျာနော်ပထမ telephoto lens ကဒီကောင်က83 mm equivalent f2.4 ဒီကောင်က sensor တစ်ခုလုံးကို cover ဖြစ်တယ်ဆိုတော့ image ရိုက်လိုက်မယ်ဆိုလို့ရှိရင်50 megapixel output ထွက်တယ်ဒုတိယ tele ကကြတော့212 mm equivalent f3.6 ဒီကောင်ကကြတော့ sensor တစ်ခုလုံးကို cover မဖြစ်ဘူးဆိုတော့ဓာတ်ပုံတစ်ပုံရိုက်လိုက်ရင်12.5 megapixel output အနေနဲ့ထွက်မယ်ဆိုတော့ဒီ pura 80 ultra ရဲ့ ကင်မရာအားသာချက်တီကနည်းနည်းပြောပြရနည်းနည်းလေးခက်တယ်ပေါ့နော်ပုံတပုံလေးကိုကြည့်ပြီးတော့ခင်ဗျားတို့ပြောပြလို့မရဘူးဘာလို့ဆိုတော့ဒီကောင်တော်တော် versatile ဖြစ်တဲ့အာကင်မရာ setup ဖြစ်နေလို့ပထမဆုံးချက်အနေနဲ့လုံးဝတေချာတဲ့တစ်ချက်ကဘာလဲဆိုဒီကောင် dynamic range ကိုအာကင်တွယ်တဲ့နေရာမှာအရန်ကောင်းတယ်ဥပမာအဖြစ်ကျွန်တော်တို့က against the light တွေပါတယ်ဓာတ်ပုံတွေရိုက်မယ်ဆိုလို့ရှိရင်တခြားဖုန်းတွေထက်တိတိတတ်တာကိုဒီကောင် handle လုပ်တာကောင်းတယ်ဒုတိယတစ်ချက်အနေနဲ့ကသူ့ရဲ့ main camera ပေါ့နော်သူ့ရဲ့ main camera က1 inch sensor ဖြစ်နေတဲ့အခါကျတော့ပုံမှန် စမတ်ဖုန်းတွေထပ်ပို့ပြီးတော့ natural ဖြစ်တဲ့ပို့ကောင်းတဲ့ပို့ပြင်းထန်တဲ့ဘုတ်ခေးတွေလည်းထွက်တယ်တတိယအချက်အနေနဲ့ကသူ့ရဲ့ portrait photography ပေါ့နော်သူ့ရဲ့ portrait photography ကအခုဒီမှာရိုက်ထားတဲ့ပုံလေးတွေချက်ကြည့်ရတယ်တော်တော်လေးကိုမိုက်တော်တော်လေးကိုအာ natural လည်းဖြစ်တယ်တစ်ချိန်တည်းမှာပဲအပြင်ထက်လည်းနည်းနည်းပိုလှ Asian ကြိုက်တဲ့ look တွေပေါ့ဗျာတည်မလားအဲ့ဒါမျိုးလေးထုတ်ပေးတယ်ဒီကောင်ရဲ့ 10x telephoto lens က ဘယ်လိုပြောပြရမလဲတော်တော်လေးတော့ strong ဖြစ်တယ်ဒါပေမဲ့ perfect တော့မဟုတ်ဥပမာအားဖြင့်ဒီမှာကျွန်တော် 100x နဲ့ရိုက်ထားတဲ့ပုံတွေကိုတစ်ချက်ပြမှန်တယ် 100x တခြားဖုန်းတွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကိုဘယ်သူမှရှင်နိုင်မှာမဟုတ်ဘူးအထူးသဖြင့် detail ဘိုင်းနေမှာပေါ့အဲ့ဒါဆိုဒီကောင်ရဲ့ optical zoom range ကို 9.4x ဖြစ်နေတာ ਉਹ ဒါပေမဲ့ natural ဖြစ်တယ်လို့လည်းတော့လည်းပြောလို့မရပြအောင်နည်းနည်းလေး over sharpness လေးတွေတော့နည်းနည်းများတယ်ပေါ့ဗျာ ပြီးတော့နောက်ဆုံးအချက်အနေနဲ့ဒီကောင်ကနည်းနည်း difficult ဖြစ်တဲ့အာနည်းနည်းတခြားဖုန်းတွေဥရွံဖြစ်သွားတတ်တဲ့ lighting condition မျိုးတွေမှာဒီကောင်ဥရွံမဖြစ်သွားဘူးဥပမာအားဖြင့်ကျွန်တော်တို့ neon light အ neon ကြီးတွေရှိနေတဲ့အချိန်တို့ဒါမှမဟုတ်မီးနီနီတွေထွန်းထားတဲ့အချိန်မှာလူတွေကိုဓာတ်ပုံရရင်တို့အဲ့အဲ့အချိန်မှာတောင်မှ skin tone ကဘယ်လိုခေါ်မလဲကြည့်ရတာရုပ်မဆိုးသွားဘူးဗျာဒီလား natural ဖြစ်တဲ့ look ကအဲ့ဒီအချိန်ထိထုတ်ပေးတော့မယ်အဲ့လိုပြောတာနားလည်အလွယ်ဆုံးဖြစ်လိမ့်မယ် feature တွေအနည်းငယ်ကကျွန်တော်တို့ AI retouch ထဲမှာမှာ object remover ပေါ့နော်ကိုမလို့ခြင်းနဲ့ object တွေလူတွေအဲ့ဒါတွေကိုတပ်ပုံနဲ့ကနေပြီးတော့ဖျောက်ပေးလို့ရတဲ့ feature မျိုးတွေပါမယ်။ Okay so camera အကြောင်းကတော့တော့ပဲပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီ ISO mark number 1နဲ့ Titan သလားဆိုရင် Titan နဲ့လို့တော့ပြောလို့ရတော်တော်ကိုကောင်းတဲ့တော်တော်ကို natural ဖြစ်တဲ့ camera ပေါ့နော်ဆိုတော့ကျန်တဲ့ဘိုင်းတွေကိုဆက်ရအောင် Huawei phone ဖြစ်နေတဲ့အတွက်เนาะ Google ကိစ္စဘာညာခင်ဗျားတို့မေးခွန်းတွေမေးပြရှိလိမ့်မယ်ဒီကောင်က သူရဲ့ Google အခြေအနေကပေါ့နော်တော်တော်လေးတော့အာလွယ်ကူလာပြီပေါ့သုံးရတာတော်တော်လေးလွယ်ကူလာပြီမှန်တယ် native support ကတော့အခုဒီမရသေးဘူးဒါပေမဲ့ကျွန်တော်တို့ app gallery ထဲမှာဥပမာ YouTube လို့သွားရှာလိုက်လို့ရနော် app gallery ထဲမှာ YouTube လို့သွားရှာလိုက်တယ် YouTube ကို download လည်းရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်အာဒီ micro g service ဘာညာတွင်းမလားဘာညာမေးတယ်တွင်းမယ်လို့နှိပ်လိုက်ပြီဆိုလို့ရှိရင်သုံးလို့ရတယ်ဒါပဲ အဲနည်းနည်းလေးတော့ limitation လေးတွေတော့ရှိမယ်ဥပမာအဖြစ် YouTube ကိုကျွန်တော်တို့က 4K နဲ့ကြည့်လို့မရဘဲနဲ့ 1080p ထိပဲကြည့်လို့ရမယ်လို့ကတော့အဲအဲ့လိုမျိုးလေးတွေတော့ limitation အာတတတတလေးတွေရှိမယ်ကျွန်တော်တို့ Google Maps တွေပါတယ်လဲစမ်းကြည့်တယ်အဲ့ဒါတွေလည်းအလုပ်လုပ်တယ် Gmail လည်းအလုပ်လုပ်တယ် Google Play Store လည်းအလုပ်လုပ်တယ်ဟမ်အဆင်ပြေတယ်ပေါ့ Okay ပြီးတော့နောက်တစ်ချက်အနေနဲ့ကဘာရှိမလဲဆိုတော့ performance performance ကတော့မြန်မြန်ဆဆသိပြောနေကြမှရှိဘူးအာ Huawei ရဲ့ flagship တွေဒီတခြားသော အာ snap dragon တို့နော် media tech thamacity block block တို့အဲအဲ့လိုမျိုးတုံ့နှားတဲ့ဒီ flagship soc တွေကိုတော့မမှီဘူးသူရဲ့ in house ပေါ့နော် kirin chip တွေတုံ့နှားရတာ performance ကဟောဒီမှာဟောတော့ပြထားတော့ရှိတယ်ပြောရင် flagship level တော့ရှိမနေတာအမှန်ပဲဆိုတော့မြန်မာနိုင်ငံဈေးကွက်ထဲကကျွန်တော်တို့ pura 80 ultra ရဲ့ရိုးရိုးရဲ့နှမျိုးဝင်တယ်ပေါ့နော်ဂျားရဲကောင်ဖြစ်တဲ့ pura 80 pro ဆိုရက်ကောင်မဝင်ဘူး ရိုယိုဘူရာ80 vanilla မှာသူကအရောင်300လုံးဝင်မယ်။ Ultra ကျတော့ကျွန်တော်ခုကင်ထားတဲ့ black ရယ်ပြီးတော့ gold ရယ်နှစ်မျိုးဝင်မယ်ပေါ့နော်။ Okay ဆိုတော့ Pura 80 Ultra ဗီဒီယိုလေးကတော့ဟောသလောက်ပဲပေါ့နော်။ခင်ဗျားတို့ရောဒီဖုန်းကိုဘယ်လိုမြင်လဲ။ကျွန်တော်ရိုက်ထားတဲ့ပုံတွေရောအာဖုန်းကင်မရာတစ်လုံးအနေနဲ့မိုက်တယ်လို့ထင်လား။ဒီရိတ်ဆို mark number 1ရထားတာရောထိုက်တယ်နေလို့ထင်လား။ဘယ်လိုထင်လဲအောက်က comment တွေမှာမင်းရဆိုနေညင်းခုံသွားလို့ရပါတယ်။ Okay நன்றி மாட்டிடாவும்